ကျောင်းသားကျောင်းသူများအလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဘုံတန်ဆရာတွင်ဖြစ်ပါတယ်ကဲဒါဆိုတော့သမီးတို့ရေဆရာတို့ဒီနေ့မှာတော့ Unit 6ရဲ့ Lesson 4ဖြစ်တဲ့ Let's go shopping ဆိုတဲ့သင်ခန်းစာကိုတူတူလေ့လာလိုက်ကြအောင် okay ဟုတ်ပြီဒါဆိုရင် let's go shopping နဲ့ let's go shopping ကြပါဈေးဝယ်သွားကြเนาะ ဲဆိုတော့ဒါသမီးကိုစဉ်းစားကြည့်ဈေးဝယ်သွားမယ်ဆိုလို့ရှိရင်ဘာတွေလုပ်လဲ။နောက်ဥမာအဖြစ်ဒါသမီးတို့ကတော့မေမေဈေးသွားမယ်ဆိုရင်ဘယ်သူဈေးဈေးကိုလိုက်သွားဘူးလဲ။ကဲအဲ့ဆိုဈေးရဲသွားပြီနော်။အဲ့ဒါသမီးတို့ ਨੇ နော်ဥမာဈေးရဲသွားမယ်ဆိုချက်သားဝယ်မယ်ဆိုပါဆိုနော်။ကဲဈေးစဲကိုသွားပြီးတော့ချက်သားလိုချင်တယ်။ကဲဒါဆိုရင်ဈေးတဲ့ဆရာတို့ကိုပါပြောမယ်။ဘလောက်သား ယူမလဲဟုတ်တယ်မလားနော်ကြက်ကကျွန်တော်ယူချင်တိုင်းယူလို့မှမရတာဘယ်လောက်သားလဲနော်ဒါဆိုကြောက်ကတပိတ်သားယူမယ်90သားယူမယ်30သားယူမယ်စသည်အဖြစ်ပြောရတယ် เนาะကဲဆိုတော့အဲ့ဒီအကြောင်းတွေကိုဆရာတို့ food and weight ပေါ့เนาะ food and weight ဆိုတော့ဆရာတို့ဥမာအာလူယူမယ်ဆိုရင်လည်းအာလူဘယ်လောက်ယူမှလဲကြက်သားယူမယ်ဆိုရင်ကြက်သားဘယ်လောက်ယူမှလဲဆိုတာပြောမှရမယ်ဟုတ်တယ်မလားကြက်သားယူမယ်ဆိုပြီးတော့သွားဝယ်လို့မှမရတာဟုတ်တယ်မလားဘယ်လောက်ကြက်သားယူမယ်ဘယ်လောက်ပိတ်သားယူမယ်ပြောရမယ်ကဲပြီးသွားလို့ရှိရင်ဆရာတို့ဘာလေ့လာမလဲဆိုတော့ making a shopping list ပေါ့เนาะအဲ့တော့ဈေးဝယ်မယ်ဆိုလို့ရှိရင်ဒီတိုင်းအဲဝယ်ချင်တာသွားဝယ်မယ် test sign ပေါ့နော်ဥမာကိုကဘာဝယ်ချင်တာလဲ shopping list ပေါ့နော်စရင်လောက်ထားလို့ရှင်ဥမာဈေးသွားလို့ရှင်တခုမှမေ့မကြံတော့ဘူးပေါ့ဟုတ်မလားဒါပြီးရင်ဒါဝယ်မယ်ဒါပြီးရင်ဒါဝင်တယ်อืมဆိုတော့ကိုလူချင်တဲ့ပစ္စည်းတွေအကုန်လုံးကိုကမေ့မသွားအောင်လို့အရင်ဆုံး list ပေါ့နော်ချမှတ်ထားတာပေါ့နောက်ပြီးသွားလို့ရှင်ဈေးရရောက်လို့ရှင်အဲ့ list လေးကိုကြည့်ပြီးတော့ဝယ်လို့ရှင်ဘာမှမေ့ကြံနိုင်ပါလိမ့်မဖြစ်တော့နော်ကဲဒါဆိုရှင်ဒါကိုဒီလိုဆရာတို့ဘာကြည့်မလဲဆိုရင် food and weight နော်ဆိုရင်အခုက ဈေးသွားမယ်ပေါ့နော်ကြက်သားယူမယ်ဆိုရင်နော်ကြက်သားရောင်းနေဈေးတယ်ဒါတို့သမီးကိုပြန်မိတယ်နော်ကဲဘယ်လောက်သားယူမှာလဲနော် how much how many အဲအဲ့လိုမေးမယ်ကဲ how much ဘယ်လောက်လဲနော် how many ဘယ်လောက်ယူမလဲနော်ပြန်မိလို့ရှင်ဒါတို့သမီးကပြောရမယ်နော်ဥမာဘယ်လောက်သားယူမလဲ50သားနော်ဒါမှမဟုတ်တစ်ပိတ်သားနှစ်ပိတ်သားစသည်အဖြစ်ကဲဒါဆိုရှင်ဆရာတို့ဘလို့ပြောမလဲကြော tickles နဲ့ fish နဲ့ရှိနော် tickle ဆိုရဲအတိတ်ပဲပါလေ နော် vis ဆိုတာပါလေသိရ tickle ဆိုတာဆရာတို့ကမြန်မာလိုကြက်သားပေါ့နော် vis ဆိုတာပိတ်တာနော်ဒါ english လို့ခေါ်တယ်အဲ tickles ဟိုမှာ50 tickles ဆိုလို့ရှိရင်ဒါ50သားပေါ့နော်50ကြက်သားပေါ့နော်အတူကခေါ်မယ်ဆိုရင်နော်ဆရာတို့က50သားပေါ့နော်30 tickles လို့ပြောရင်30ကြက်သား30သားစသည်အဖြစ်100 tickles ဆိုပြောမယ်ဆိုလို့ရှိရင်100ကြက်သား30သားနော်စသည်အဖြစ်ပြောတယ်ကဲဒါဆိုရင်ပိတ်တာကိုကြောက်ဆရာတို့က vis လို့ခေါ် နော်1 vis 2 vis 3 vis နော်တပိတ်တာနှစ်ပိတ်တာသုံးပိတ်တာစသည်အဖြစ်နော်ကဲဒါဆိုရှင်ဆရာတို့ကဘာတိထားရမလဲဆိုတော့100 tickles is equal to 1 vis တရာကျက်သားသည်တပိတ်တာနဲ့ညီမျှပါတယ်တော့ဒါကိုမှတ်ထားရမယ်တရာကျက်သားတပိတ်တာအဲ့တော့1000 grams is equal to 1 kilogram 1000 gram သည် 1 kg နဲ့ညီမျှပါတယ်เนาะဆိုတော့ဒါသားတို့ဗီဒီယိုတည်တာမှာဆရာတို့မြန်မာနိုင်ငံမှာဆိုရင်တော့ဒါပိတ်တာချက်သားနဲ့သုံးပြီးတော့ဝယ်ကြတယ်เนาะဆရာတို့တခြားသူများနိုင်ငံတွေမှာကြာတော့ပိတ်တာချက်သားမသုံးမသုံးဘူးသူတို့ကပါလဲကီလိုဂရမ်နေဂရမ်နေနဲ့ဝယ်တဲ့ဒါအလေးထားရှိเนาะဆရာတို့စီမှာတော့အခုဈေးသွားမယ်ဆိုရင်တော့ဒါပိတ်တာချက်သားပဲသုံးကြတာဖြစ်တယ်เนาะဒါမဲ့ဒါတို့ဗီဒီယိုသူများနိုင်ငံသွားမယ်เนาะဒါမှမဟုတ်အခုစူပါမားကတ်တွေမှာเนาะဒါဈေးသွားဝယ်မယ်ဆိုလို့ရှိရင်စူပါမားကတ်တွေမှာလည်းပိတ်တာချက်သားမသုံး နော်ကီလိုဂရမ်နဲ့ဂရမ်နဲ့ပဲချိန်တာဒါဒါတို့သမီးတို့ဒါစူပါမားကတ်ကိုသွားပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းဒါတွေတွေ့ရလိမ့်မယ်နော်ကဲဆိုတော့အဓိကအဖေကတော့ဗာလဲဆိုတော့ပိတ်တာချက်သားကိုဘယ်လိုခေါ်လဲနော် tickles the ချက်တာ vis the ပိတ်တာအဲ့မှာ100 tickles is equal to 1 vis ဒီဟာချက်သားတပိတ်တာနော်1000 gram 1 kg နော် kg ဆိုတာ kilogram နော်1000 gram the 10 kilogram နဲ့ညီများပါတယ်နော်ကဲဒါဆိုရှင်ဒါတို့သမီးတို့ ကဲဒါကိုဆရာတို့ပြောကြမယ်เนาะအဲ့တော့ example เนาะ50 tickles of potatoes ဆိုတာပါဖြစ်မယ်အာလူ90ကျသားအာလူ90သားကဲဥမာအပြည့်သားတို့မျိုးဈေးဆိုင်သွားမယ်เนาะအာလူရောင်းတဲ့အသေးစီမှာသွားဝင်ကဲအာလူလေးပေးပါအဲ့ဆိုရင်ဈေးဆရာသားတို့မျိုးပြန်ပြန်ဘလောက်ယူမလဲဘလောက်သားယူမှာလဲအဲ့ဆိုရှင်သားတို့မျိုး50 tickles of potatoes လို့ပြန်ပြောလိုက်ရင် 50ကျပ်သားပေါ့နော်အဲ့တော့ဗါလဲအာလူး50ကျပ်သားယူပါမယ်ဥမာအဖြစ် the 300 grams of potato လို့ပြောလို့ရှိရင်ဗါလဲအာအာလူး300 gram ယူပါမယ်နော်ကဲဒါဆိုရှင်ဒီကတော့မျိုးအဲဈေးသွားဝယ်မယ်ဈေးမှာကဲကျပ်သားတယ်စီမှာကျပ်သားဝယ်မယ်ကဲကဲဒါဆိုကျပ်သားလေးလိုချင်ပါတယ်ဟိုကပြန်မေးမယ်ကဲဘယ်လောက်သားယူမှာလဲနော်ကဲအဲ့ဆိုရင်အာဥမာနှစ်ပိတ်သားယူမယ်ဆိုပါစို့နော်နှစ်ပိတ်သားယူမယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုပြောလို့ရှိရင် two fists of chicken အဲ့ဆိုရင်ကြက်သားနှစ်ပိတ်သာယူပါမယ်เนาะ two fists of chicken ဒါမှမဟုတ်ရင်ကဲဒါဆိုရင်ဒီခါကျတော့ဒါတို့သူမျိုးဥမာအကုံစုံတိုင်းသွားမယ်စီဝဲမယ်ကဲစီဝဲမယ်ဆိုရှင်ကဲစီဝဲပါမယ်ကဲအဲ့ဆိုရင်ဟိုရောင်းတဲ့လူကစီဘယ်လောက်ယူမလဲเนาะအဲ့ဆိုရင်ဆိုပါစို့เนาะ two liters of wine အဲ့လိုပြောမယ်ဆိုရင် စီ1လီတာပေါ့เนาะဒါမှမဟုတ် 1liter of wine ဆိုလို့ရှိရင် အာစီတလီတာယူပါမယ်။ကဲဒါဆိုရင်ဒါတို့မျိုးလီတာတို့ဘာလို့ကြတော့ကြားဘူးမှထင်တယ်။နော်။လီတာကြတော့ဆရာအလွယ်တကူပြောရမယ်ဆိုရှင်ဒါတို့မျိုးအခုဒါဆရာပုံထဲမှာကြီးလိုက်။နော်။ဆရာပြထားတဲ့ပုံဆိုရင်ဒါတို့မျိုးဒီပုံမြင်မှုမယ်လို့ထင်တယ်။အယ်ပိုင်းရေဘူး။နော်။အယ်ပိုင်းတောက်ရေတန့်ပေါ့နော်။ကဲဆိုတော့ဒါတို့မျိုးအခုအာရေစားလို့ရှင်ဆိုင်မှာရေဝယ်တောက်မယ်။အယ်ပိုင်းတောက်ရေတန့်တဘူး။နော်။ဆိုတော့ဒါဟိုအလွယ်တကူပြောမယ်ဆိုရင်အဲ့ဒီအယ်ပိုင်းတောက်ရေတန့်တဘူးကနော်1လီတာနဲ့ကြီးမြတယ် နော်ဆိုတော့အခု C 2လီတာလို့ခေါ်လို့ရှိရင်ဆရာတို့အဲ့ဒီတောက်ရည်တန်းနှစ်ဘူးစာသည်2လီပါပေါ့နော်ဒါလေးသည်ဘူးတူတာနေနဲ့မှတ်တာပါနော်ဆရာတို့တောက်နေကြရေဘူးဒီရေဘူး size သည်ဒါ1လီတာ size လို့ခေါ်တယ်နော်အဲ့လိုမျိုး air pine ရေဘူးတွေဆရာတို့တောက်နေကြနော်ကဲဒါဆိုလို့ရှိရင်လီတာဆိုတာအလောက်လောက်ပမာဏရှိတယ်နော်ကြော2 liters of oil ဆိုတော့ဒီရေတံဘူးနှစ်ဘူးစာပေါ့เนาะ2 liters of oil very good ကဲဒါဆိုရှင်ဆရာတို့อืม ဈေးသွားမယ်ဆိုလို့ရှင်ပြောတတ်သွားပြီเนาะ tickle ဆိုတာပါလဲ vis ဆိုတာပါလဲသိသွားပြီโอเคเนาะအဲဒါဆိုရင်နောက်ဆိုရင်ဒါသမီးပါအမသားသမီးမမေမီနဲ့ဈေးသွားလို့ရှင်ဈေးရဲလိုက်သွားနော်ပြီးသွားလို့ရှင်လိုက်ပြီးတော့ဘေးကနေပြောကြည့်ပေါ့ဟုတ်တယ်မလားနော်ပိတ်တာကြက်သားဘယ်လိုပြောမလဲ tickle နဲ့ vis နဲ့ဘယ်လိုသုံးမလဲနော်ကဲဒါလေးတွေသားသမီးကလိုက်ပြီးတော့လုပ်ကြည့်ကြပါ เนาะဒါဆိုရှင်တော့ဒါတို့သူမျိုးအခုဘာတည်သွားပြီလဲဆိုတော့ဒီဈေးဝယ်လို့ရှင် weight လေးတွေဘယ်လိုပြောရမလဲဆိုတာတော့တည်သွားပြီကဲဒါဆိုရင်ဆရာတို့အခုဘာဆက်လုပ်မလဲဆိုတော့ဈေးသွားပြီဆိုလို့ရှင်ဈေးဝယ်ဖို့ပစ္စည်းရအများကြီးအဲ့မေ့မသွားအောင်လို့ဆရာတို့ shopping list လောက်ကြနော်အဲ့ဈေးမသွားခင်အိမ်မှာကြိုပြီးတော့ဈေးဝယ်စင်လောက်ထားမယ်အဲအဲ့တော့စင်းထဲမှာဘာဝယ်မယ်ဘာဝယ်မယ်ဘာဝယ်မယ်ပြီးရင်ဝယ်ရခါမှာလည်းဘာဘလောက်ဝယ်မယ်ဥမာကျပ်သားနှစ်ပိတ်သားဟောစီ1လီတာစသည်အဖြစ်အကုန်လုံးမှတ်ထားမယ် မှတ်ထားလို့ရှိရင်ဒါလိုမျိုးဈေးသွားလို့ shopping list တွေကိုထုတ်ပြီးတော့ဝယ်လိုက်လို့ရှိရင်ကြတော့အဲကိုဝယ်ရမယ့်ပစ္စည်းကိုမင်းမကြံတော့နော်ကြည့်လားဆိုလို့ရှိရင်အခု shopping list တွေဘယ်လိုလောက်ရလဲဆိုတာအရင်ဆုံးကြည့်ကြည့်အောင်ကြည့်လားဆိုရင်1 complete the text with words in the box ကြည့်လားဆိုရှင်ဆရာတို့ဒီ text လေးအောက်မှာရေးထားတဲ့ဥစ္စာမှာဆရာတို့ဘာလုပ်မလဲဆိုတော့ကွက်လက်ကလေးဖောက်ထားတယ်အဲ့မှာဘာလုပ်မလဲဆိုတော့ဆရာတို့အဲကွက်လက်ကလေးဖြည့်ကြည့်ကြမယ်နော်ကဲစပါ Okay. So I am Tora Lamin. Huh? Yeah, Tora Lamin, not Tora Lamin I will be 12 years blank tomorrow. Okay, 12 years Babsimle. Yes, 12 years old. Huh? Oh, old tomorrow. Mom is planning to cook a delicious blank for my birthday party. Okay, delicious. Ayada Yes, meal. အဲရတာရှိရဲ့အစားအသောက်တစ်ခုသူချက်မဲ့တဲ့သူရဲ့ birthday party အတွက်ကို I have invited 5 friends to my house for blank နော်ကဲဆိုတော့5 friends သင်ငယ်ချင်း5ယောက်ကိုဘာအတွက်ဖိတ်ထားရလဲဟုတ်တယ် lunch နေ့လယ်စာစားဖို့အတွက်ဖိတ်ထားတယ် mom asks me to make a blank list of the items we need ကဲဆိုတော့ blank list ဆိုတာပါလေဟုတ်တယ် shopping list ပေါ့ကဲဒါဆိုရှင်တော်ရလာမင်းကအခု shopping list လုပ်တော့မယ် နော်အဲ့တော့ shopping list လုပ်မယ်ဆိုဆရာတို့ 2A ကိုဆက်ကြည့်လိုက်ကြအောင်နော် imagine you are တော်ရာလာမင်း write a shopping list for your birthday party ကဲအဲ့တော့ဆရာတို့တော်ရာလာမင်းနေရာမှာဝင်ပြီးတော့သရုပ်ဆောင်ကြည့်အောင်ကဲဒါဆိုရင်ဆရာတို့ကတော်ရာလာမင်းဆိုပါဆိုဟဲ့ကဲဒါဆိုတော်ရာလာမင်းနေရာနေပြီးတော့ write a shopping list for your birthday party ကဲဆိုတော့အဲဆရာတို့ကတော်ရာလာမင်းသာဖြစ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ဝင်နေပွဲအတွက်ကို shopping list ဆွဲကြည့်ကြမယ် ကဲဒါဆိုလို့ရှိရင် shopping list ဆိုတော့ list လေးဆွဲမယ်เนาะအဲ့တော့ဘယ်လိုလဲဆိုတော့ဥမာဘာဝယ်မှာလဲเนาะအာအသားလားငါလားဟုတ်တယ်မလားเนาะနောက်တစ်ခုအဲ့တော့ items ပါမယ် chicken ပြီးရင် how much how many เนาะအဲ့တော့ how much how many ရလဲအရေးကြီးတယ်တော့ဈေးသွားတော့မှတော်ကြနေစက်သားဘယ်လောက်ဝယ်ရမလဲမသိလို့ရှိရင်လည်းအဆင်မပြေဘူးနော်အဲတော့ကြက်သားရောင်းတဲ့သူကမေးလို့ရှိရင်ဘယ်လောက်ဝယ်မှလဲဆိုလို့ရှိရင်ကိုကပြန်ဖြေရမယ်လीဟုတ်တယ်မလားဥမာအဖြေအာဒါ တပိတ်သားယူမယ်နှစ်ပိတ်သားယူမယ်နော်30ကျက်သား50ကျက်သားစသည်အဖြစ်ကိုကတခါတည်းစင်းနဲ့မှရေးမှတ်ထားလိုက်မယ်ရေးမှတ်ထားလို့ရှိရင်ဈေးသွားလို့ရှိရင်အဲ့ဒီစင်းလေးတိုင်းလိုက်ပြီးဝယ်လိုက်အောင်မယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့ကြည့်ကြည့်အောင်1ကဲ meat နဲ့ fish ကဲ meat နဲ့ fish မှာအဲ့တကယ်အသားငါးပါထည့်ဝယ်မလဲအာ chicken ဝယ်မယ်ဟာကဲဆို chicken ပေးတာ chicken okay how many how much how many ဘလောက်လဲ chicken one fish very good fish ဆိုတာပါလေပိတ်တာอืมအဲ့တော့ကြက်သားတပိတ်တာโอเคနံပါတ်2ဆက်ကြည့်အောင်ကဲ vegetable ကဲအသီးရွက်မှာရောဘာဝင်ဦးမလဲကြည့်အောင်ကဲဒါဒါလိုမျိုးတော့ဒါကိုကိုကြိုက်တဲ့ဥစ္စာထည့်လို့ရအောင်နော်ဇာတ်လဲဆရာကြိုက်တာထည့်နေတော့ကိုကကိုကိုမွေးနေပွဲမှာဒီဘာကြွေးမလဲစဉ်းစားပါနော်ကိုထည့်ကျင်တဲ့ဥစ္စာကိုကိုကကိုထည့်လို့ရတယ်ကဲ vegetable မှာဇာတ်အသီးရွက်ထဲမှာဇာတ်ရောအာလူးထည့်မယ်ဗျာခဲဒါဆိုအာလူးဆိုတော့အာလူးကိုဇာတ်ကဘယ်လောက်သုံးမလဲဆိုတော့ 50ကျပ်သားထည့်မယ်အဲ့တော့ 50tickles ဟွန်း potato 50tickles ရပြီကဲဒါဆိုရင် fruit အာ fruit လေးထည့်အောင်မယ် fruits ကြောက်ဆရာပါတင်မယ်တရသီးကြိုက်တယ်ကဲဆိုတော့အာတရသီးကြတော့ဆရာတော့ mango ပေါ့ mango ကိုဆရာပါလို့ဆို how much how many ဆိုတော့10မဲ့ထည့်လိုက်မယ်10 mangoes ပေါ့နော်တရသီးကြတော့အဲတရသီး10လုံး5လုံးဆိုတော့ဆရာကက10လုံးဆိုတော့10 mangoes နော်ကဲရပြီဒါဆိုရင်ဆရာ groceries အဲ grocery ဆိုတော့ဆရာတို့ဥနာဒါကုန်နေပေါ့နော်အဲ grocery ဆိုရင်မြန်မာမှာစီတို့ဘာတို့ပါတယ်ကဲဆိုတော့ grocery ဆိုတာဆရာတို့ကစီဝယ်ရမယ်ကဲအဲ့တော့ while while ဆိုဆရာဘယ်လောက်ဝယ်မလဲ1လီတာဝယ်မယ်အဲ့တော့1 liter ကဲဒါဆိုလို့ရှိရင်ဒါဒီဆရာလုတ်လိုက်တဲ့ shopping list လေးကိုတာရသမီးတို့ကတွေ့ရချင်းဖြစ်ပါတယ်နော်အဲ့တော့တာရသမီးတို့ကက shopping list ကတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးနော်ဆရာနဲ့တာရသမီးတို့နဲ့တူချင်းမှတူမယ် နောက်ပြီးသွားလို့ရှိရင်ဒါတော့သမီးတို့ရဲ့တငယ်ချင်းနဲ့လည်းတူတယ်မှတူမယ် shopping list ကเนาะဒါပေမဲ့လို့ shopping list ထဲမှာအဓိကအားဖြင့်ဘာတွေပါရမလဲဆိုလို့ရှိရင်တော့အုန်းနာပါလေဒါတော့သမီးတို့ရဲ့အဲဝယ်မယ့်ပစ္စည်းတွေပိုင်းရမယ်နောက်ပြီးသွားလို့ရှိရင်ကိုယ်ဝယ်မယ့်ပစ္စည်းကเนาะဘာလဲเนาะစသည်အားဖြင့်ဥပမာအားဖြင့်ဘလောက်ဝယ်မှာလဲเนาะမတပိတ်တာလားနှစ်ပိတ်တာလားเนาะအလိုလေးထည့်ရထားလို့ရှိရင်ဒါသည်ဒါတော့သမီးတို့ shopping list လေးတခုဖြစ်သွားလိမ့်မယ် เนาะကဲတော့ဒါရသမီးတို့က 2B တဲ့ read out your shopping list to your friend ကဲတော့ဒါရသမီးတို့ဆွဲထားတဲ့ shopping list ကိုဒါရသမီးတို့ရဲ့တငယ်ချင်းကိုဖတ်ပြမယ်เนาะပြီးသွားလို့ရှိရင်ဒါရသမီးတို့ရဲ့တငယ်ချင်းကလည်းပြန်ပြီးတော့ shopping list လေးကိုဖတ်ပြမယ်เนาะအဲ့တော့အဓိကတော့ဒါကတော့ဆရာအခုနရေးအာရေးထားပြီးသားဖြစ်တယ်ဆိုတော့ဆရာကတော့ဆရာရဲ့ shopping list ကိုဆရာဖတ်လိုက်မယ်ကဲဆိုတော့ကြက်သားဆရာဘယ်လောက်ဝယ်ထားလဲ one fist of chicken ကြက်သားတစ်ပိတ်သား ပြီးတော့အာလူးဝယ်ထားတယ်အာလူးဘယ်လောက်လဲ50ကျပ်သား50 tickles of potatoes ကဲဒါဆိုဆရာတည်သီးလဲဝယ်ထားသေးတယ်ဘယ်နှလုံးလဲဟုတ်တယ်10လုံးဆိုတော့10 mangoes ပေါ့နော်တည်သီး10လုံးပြီးရင်ဆရာပါအဲစီဝယ်ထားတယ်ဈေးကဘယ်လောက်လဲ1 liter အဲ့တော့1 liter of oil ဒါပဲ ကဲဆိုတော့ဒါရုသမီးတို့ကလည်းဒါရုသမီးတို့ရဲ့ကိုပိုင် shopping list လေးကိုတင်ငယ်ချင်းတွေကိုပြန်ဖတ်ပြပါမယ်။ဒါရုသမီးတို့ရဲ့တင်ငယ်ချင်းကလည်းပြန်ပြီးတော့ဖတ်ပြလိုက်မယ်နော်။ကဲဆိုတော့ဒါလေးကတော့ shopping list လောက်တာလေးဖြစ်တယ်။အဲ့တော့ဒါရုသမီးတို့အနေနဲ့ shopping list ကိုကောင်းကောင်းလုပ်တတ်ရမယ်နော်။အဲ့တော့ shopping list ထဲမှာအဓိကပါတဲ့ဥစ္စာတော့ဆရာတို့ပါပါမယ်။ကိုဝယ်မဲ့ပစ္စည်းပါမယ်။နော်။ဘာပစ္စည်းဝယ်မှလဲဒါဒီတစ်အချက်။နောက်ပြီးတော့ရှင်ဘယ်လောက်ဝယ်မှလဲ how much how many တပိတ်သားလား90ကျက်သားလားဒါမို့ရင်တစ်လုံးလားနှလုံးလား1လီတာ2လီတာဘယ်လောက်ဝယ်မှလဲဆိုတဲ့ဥစ္စာတွေထည့်ပြီးတော့ shopping list ထဲမှာရေးပေးရပါမယ်နော်ဒါဆိုသားတို့သမီးတို့ကလည်းဆရာနဲ့မတူပဲ shopping list တွေကိုကွက်ကိုဗန်တီးလိုက်ကြပါကဲဒါဆိုသားတို့သမီးတို့ကြီးနော်ဒီကကျတော့ at the market ပေါ့อืมကဲဆိုတော့ဈေးရောက်သွားပြီဆိုလို့ရှိရင်ဆရာတို့ဘာလုပ်လဲ3ကြည့်အောင် complete the dialogue between the shopkeeper and the customers using the information given use how much for uncountable nouns and how many for countable nouns in asking questions ကြည့်ဒီမှာကြာဘာတွေ့ရမလဲဆိုတော့ဇာတ် shopkeeper ပေါ့နော်အဲဒီဈေးတယ်နဲ့နောက် customer ဟောဆရာဈေးဝယ်သူဆရာဘယ်လိုပြောမလဲအခုနပြောလို့ဈေးသွားလို့ရှင်ကြက်သားဝယ်မယ်ဝယ်လို့ရှင်ဟိုမှာကြက်သားလိုချင်ပါတယ်ဆိုရင်ဈေးတယ်ကဘာပြောမလို့လဲအင်းဘယ်လောက်ယူမှာလဲเนาะအဲ့တော့ဆရာတို့က50သား တပိတ်သားနှစ်ပိတ်သားပြန်ဖြေရတယ်အဲ့တော့ဒီမှာလဲဆရာတို့အဲ့ dialogue လေးတွေကိုကြည့်ကြည့်ကြမယ်နော်ဆိုတော့ဒီမှာကျတော့ तू ကဘာဆို use how much for uncountable nouns တဲ့ and then how many for countable nouns ကဲဆို countable နဲ့ uncountable ကသားတို့သမီးတို့သိပြီးသားဖြစ်တယ်ဆိုတော့ဒီမှာမိခွန်မိတဲ့အခါမှာ how much နဲ့ how many ဒီဘလောက်လဲဆိုတာအဓိပ္ပာယ်အတူတူပဲသို့ပေမဲ့လို့ uncountable noun တွေဖြစ်လို့ရှင် how much နဲ့တွဲရပါတယ် countable noun တွေဖြစ်လို့ရှင် how many နဲ့တွဲရပါတယ် เนาะအဲ့ဒါလေးတော့တာတို့သူမျိုးမှတ်ထားဖို့လိုတယ်เนาะเนาะ uncountable ဆိုဘာနဲ့တွဲမလဲ how much countable တွေဆိုရင် how many နဲ့တွဲမယ်စမယ်ကဲဒါတို့မျိုးကြီးဒါဆိုလို့ရှင်ဆရာတို့ကအသားရောင်းတဲ့သူကဘယ်လိုမေးမလဲကြည့်ရအောင်เนาะကဲသူကဘာမေးလဲ how much mutton do you want လို့မေးမယ်เนาะမေးလို့ရှိရင်ဘာလဲစိတ်သားဘယ်လောက်လိုချင်သလဲเนาะဆရာတို့ meat တွေเนาะ chicken တို့ fish တို့ mutton တို့ဒါတွေဒီ uncountable တွေမှာထည့်တယ်နော်အဲ့တော့ဇာတ်ရုပ်က how much နဲ့တွေ့ရမှာ uncountable နာဖြစ်တဲ့တွေ့အဲ့တော့အဖြေက 30 tickles of mutton please နော်အဲ့တော့စိတ်သား30ကျပ်သားပေးပါနော်ကဲဒါဆိုရင်ဆရာတို့ကဲဒီကအသားရောင်းနေသူကမေးအောင်မယ် chicken ကိုမေးကြည့်အောင် how much chicken do you want အဲ့တော့ပြန်ဖြေတော့ one piece of chicken please ကျပ်သားတစ်ပိတ်သားပေးပါကဲဒီလိုမျိုးနော် ဆိုတော့ဒါသမီးတို့အမေးပြေလောက်တတ်မယ်လို့ထင်တယ်။ကဲဒါဆိုရင်ဆရာတို့ fish ကဲငါးယောက်နဲ့သူကမီးတော့မယ်။ဒါဆို fish က countable လား uncountable လား uncountable အဲ့တော့ဘာနဲ့တွဲမလဲ how much နဲ့တွဲမယ်။ရပြီ။ how much fish do you want? ကဲအဲ့တော့ပြန်ပြေတော့ဆရာတို့ကဘယ်လိုပြရမလဲ? yes 50 tickles of fish please ဟာငါ90ချက်သာပေးပါဟုတ်ပါပြီကဲဒါဆိုရှင်ဒါတို့မျိုးဆက်ကြည့်ပါအောင်4ကိုဆက်ကြည့်အောင်နော်ကဲ4ကကြာဒီအော်ဒီကတည်းကအသေးရောင်းနေသူဖြစ်သွားပြီ နော်ကဲအသေးရရောင်းနေသူပါကြာပါမျိုးဆို how many cabbages do you want တဲ့နော် cabbage ဆိုတော့ gobi တုတ်ဘယ်နှထုတ်ယူမလဲတဲ့နော်ကဲဆိုတော့ဒီမှာ gobi တုတ်တို့ပါတော့ကြာတော့ဆရာတို့ကရေးတွက်လို့ရတယ်တထုတ်နှထုတ်သုံးထုတ်လေးတော့အဲအကြောင်း how much cabbage လို့မယူ how many နဲ့သုံးမယ်နော် gobi တုတ်ကကြာတော့တထုတ်နှထုတ်သုံးထုတ်ယူလို့ရတာဟုတ်နော်အဲတော့ how many cabbages do you want ကဲ gobi တုတ်ဘယ်နှထုတ်လိုချင်ပါသလဲကဲအဲတော့ two cabbages please gobi တုတ်နှထုတ်ပေးပါ ကဲဒါဆိုလို့ရှိရင်ဆက်မေးပါအောင်ဒီခါတော့ carrots ကိုမေးကြည့်မယ် carrots ရောဥနီတစ်ခုနှစ်ခုနှစ်ခုသုံးခုရည်လို့ရလားရတယ်အဲ့တော့ how many လား how much လား how many very good okay how many carrots do you want 3 carrots please မဟုတ်လားဘူးသုံးခုပေးပါ very good ကဲဒါဆိုရင် pumpkins pumpkins ရောပါလေဖျုံစည်းရရည်လို့ရလားရတယ်နော်တစ်လုံးနှလုံးသုံးလုံးလေးလုံးဟုတ်တယ်မလားအဲ့တော့ how many pumpkins do you want two pumpkins please very good ကဲဒါဆိုရင်ဒါတို့သူမျိုးဆက်ကြည့်ပါဦးဒီကကြာတော့အဲအသီးရောင်းတဲ့အသေးစီသွားတော့မယ်ကဲအသီးရောင်းတဲ့အသေးကကြာတော့ဘာမေးမလဲ orange ကဲ orange ဆိုတော့ဒါတို့သူမျိုး orange စီ countable လား uncountable လားစဉ်းစားပါဦးဒီလိုရလေဟုတ်တယ်မလားလိမ္မော်သီးတစ်လုံးနှလုံးသုံးလုံးဆိုတော့ countable ပေါ့အဲ့တော့ countable ဆိုရင် how much နဲ့တွဲမလား how many နဲ့တွဲမလား how many ကဲလာပြီ how many oranges do you want အဲ့တော့ပြန်ဖြေမယ်20 oranges please ိမ်မော်သည်အလုံး20ပြီးပါကဲဒါဆိုရင်ပန်းသီးကိုသွားရအောင် Apple လာတယ် countable လာ uncountable လာဟဲ့ဟုတ်တယ်နော် countable နော်ရည်လို့ရလေပန်းသီးတစ်လုံးနှလုံးသုံးလုံးလေးလုံးအဲ့တော့ how many apples do you want 5 apples please ပန်းသီး၅လုံးပေးပါကဲဒါဆိုရင်ဆရာတို့နောက်ဆုံးကြည့်ကြည့်အောင်ဒီခါကျတော့ဆရာတို့ကအခုနာအမ်ဒါကုံနေရောင်းနေဆိုင်ကိုရောက်ပါပြီကဲဆိုတော့ तू ကမေးမယ်နော် how much rice do you want? ကဲဆံဘလောက်လိုချင်လဲ။ကဲဒါလို့သူပြီးတော့စဉ်းစားလိုက်တော့ rice is countable and uncountable လာသိပြီလား။အေးနော် uncountable ဖြစ်တယ် rice ကအဲ့တော့ how much နဲ့တွဲရပေါ့။အဲ့တော့ how much rice do you want? ကဲဆိုတော့အိမ်မှာ one bag of rice please နော်ဆံတဲ့အိတ်ပေးပါ bag of rice နော်ကဲဒါဆိုရင်စက်ကြည့်ပါအောင်။ကဲ how much peanut oil do you want? ်เนาะကယ်ဆီကကျတော့ peanut oil ဆိုတာပါဘဲစီပေါ့เนาะဘဲစီကျတော့ countable လား uncountable လား uncountable လေးစီရ uncountable ဆိုတော့ how much နဲ့ပဲတွေ့တာပေါ့เนาะအဲဒါကြောင့်မလို့เนาะအဲ how much peanut oil do you want အဲတော့ one vis of peanut oil please အဘဲစီ တပိတ်တာပေးပါเนาะကဲဆိုတော့ဒါလေးကကျတော့ဗာလေอืมအခုနအမေးဖြေလေးလောက်တာလည်းတီးသွားပြီပြီးသွားလို့ရှိရင်ဆရာတို့ဘလို့မေးရမလဲဆိုတာလည်းတီးသွားပြီနော်အဲ့တော့ ဒါရက်သမီးတို့ကဒီသင်ခန်းစာလေးမှာဘာကိုမှတ်ပေးရမလဲဆိုတော့ဆရာ food and weight အပိုင်းเนาะအဓိကอืมဒါတပိတ်သားတို့เนาะချက်သားတို့ဘယ်လိုပြောမလဲเนาะနောက်ဈေးသွားလို့ရှင်ဆရာဦးနာပြောလို့ကဟိုလိန်မော်သီးဆိုလိန်မော်သီးပေးပါဆိုရင်ဒါပြန်ပြီးမှာလေဘယ်နှလုံးယူမှာလဲဟုတ်တယ်မလားဆယ်လုံးလားငါးလုံးလားเนาะအဲ့လိုပဲချက်သားဝယ်မယ်ဆိုရင်လည်းချက်သားယူခြင်းနဲ့ဆိုရှင်ဒါဘယ်လောက်သားယူမှာလဲပြန်ပြီးမှာပဲတပိတ်သားလား90သားလားဟုတ်တယ်မလားเนาะဆိုတော့ဒါတွေဒီတိထားမှာရတယ် အဲ့ဒါသတိတွေကဒါလေးတွေကိုအမေးပြေဘယ်လိုလုပ်ရမလဲသိရမယ်။နောက်တစ်ခုအနေနဲ့ shopping list ဆွဲတာလေးကိုသိရမယ်။နောက် shopping list ဆိုတာကခုနဒါသတိတို့ဒါအဲ shopping သွားတဲ့အခါမှာပစ္စည်းလေးတွေမေ့မကြံသွားအောင်နော်အိမ်မှာတွေကမှတ်ထားမယ်။ဘာဘလောက်သားဖွယ်မယ်ဘာဘလောက်သားဖွယ်မယ်။ဆိုတော့အဓိကဒီ lesson လေးရတော့ဆရာတို့ကဘာသင်တာလဲဆိုတော့ခုနအစားအသောက်တွေကိုပြောတဲ့အခါမှာပိတ်တာချက်သားရည်နဲ့ဘယ်လိုပြောကြမလဲ။ကိုလိုချင်တဲ့အဥ္စာကိုဘယ်နှခုလိုချင်နေဆိုတာကိုဘယ်လိုပြောရမလဲဆိုတာ shopping သွားလို့ရှိရင်ဒါသတိတို့ကသိရမှာဖြစ်တယ်။ ။အဲ့တော့သားတို့သမီးတို့ကဒီနေ့ဆရာနဲ့သင်ခဲ့တဲ့နော်ဒါကောင်းစဉ်လေးကြီးနော်အကြောင်းအရာလေးတွေကိုသားတို့သမီးတို့ကကောင်းနေမှာတစ်ခေါက်ပြန်မှတ်ပါနော်။ဒါသေးသွားလို့ရှင်ဒါမှသားတို့သမီးတို့ကပြောတတ်မှာဟုတ်တယ်မလားဘာဘလောက်လိုချင်လဲဆိုတော့သိမှာเนาะဆိုတော့ဒါကိုသားတို့သမီးတို့ခေါင်းထဲမှာမှတ်ပါဒါဆိုရင်ရှင်เนาะဆရာတို့ဒီနေ့သင်တဲ့သင်ခန်းစာ unit 6ရဲ့ lesson 4 let's go shopping ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်เนาะကဲဒါဆိုရင်ဒါတို့သမီးတို့ရေဒါတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဒီကဆရာနဲ့တအားသမီးတို့နဲ့အတူတူ poem 2เนาะ zero grade 6 english ရဲ့ textbook ထဲမှာရှိတဲ့ poem 2လေးကိုအတူတူဖတ်ကြည့်လိုက်ကြအောင် နော်ကဲဒါဆိုရင်ပိုဝမ်2ရဲ့ခေါင်းစဉ်တွေကဘာလို့များဖြစ်မလဲနော် early to bed and early to rise တဲ့နော်စောစော8စောစောထားပေါ့နော်ညမှာလို့ပြောရင်နော်ကဲဒါဆို pre reading နဲ့တွားကြည့်ရအောင်နော်ဆိုတော့1 who wrote this poem ကဒီကဗျာကိုဘယ်သူရေးရလဲသိလားတဲ့နော်ကဲဒါဆိုရင်ဆရာတို့အောက်ကကဗျာဆရာကိုတွားကြည့်အောင်ဘယ်သူလဲဆိုတော့ Benjamin Franklin နဲ့နော်ကဲဒါဆိုရင်တော့ဒါ Benjamin Franklin ဆိုတဲ့ကဗျာဆရာနေကြည့်ရဖြစ်တယ်โอเค2 what do you think the poem is about เนาะဒီကဗျာဘာကြောင်းကိုပြောထားတယ်လို့လို့ထင်နေတဲ့เนาะအဲဆိုစောစောအိတ်စောစောထားဆိုတာဒါပါလေอืมเนาะဒါကောင်းတဲ့ habit တွေအကြောင်းပေါ့เนาะစောစောအိတ်ရမယ်စောစောထားရမယ်ဟလာလူကျမ်းမာရေးကောင်းလို့เนาะဒီကြောင်းကိုပြောထားတာဖြစ်နိုင်တယ်เนาะ3 what time do you usually go to bed i mean ဘယ်ချိန်အိတ်ရခွင့်တတ်တယ်လေတဲ့เนาะဒါတော့ဒါတို့သမီးတို့စောစောအိတ်လာเนาะဒါမျိုးနောက်ကျမှအိတ်လာဖတ်မလားเนาะ okay so 4 are you an early riser are you an early riser တကယ်မနေ့စောစောထထတူလားကဲဒါဆိုဗီဒီယိုထဲမှာတော့ဥမာမနေ့စောစီထပြီးကြောင်းသွားရမယ်လူရှိတာပေါ့နော်ကဲဒါဆိုလို့ရှင်တော့ pre reading လေးပြီးရင်ဆရာတို့ဒီကြပြားလေးဒီဘာအောင်များပြောထားတာဖြစ်မလဲ one read the poem နဲ့ကဲကြပြားလေးကိုတူတူဖတ်ကြည့်လိုက်ကြရအောင်ကဲဒါဆိုရင်ကြပြားလေးရဲ့ခေါင်းစဉ်က early to bed and early to rise ကဲနော်စောစောအိမ်မဲစောစောထမယ်ကဲဖတ်ကြည့်ကြအောင် the cock crows in the morn the cock crows in the morn ပါပြောတင်တာကြက်ဖားတဲ့မနေ့မှာတွင်နေနော်အဲ့တော့ the cock crows in the morn နဲ့တော့ဒါဆရာတို့နိုင်ငံမှာဆိုရင်တော့မြို့ထဲမှာနော်မြို့ထဲမှာဆိုရင်တော့ဒါတွေ့ရကဲအဲတွေ့ရလေးသိမ့်မရှိနော်ဒါမြို့တွေဆရာတို့နော်ဒါဟိုတော်ရီရွာတွေမှာကြတော့ เนาะမနက်မိုးရင်းတဲ့အခါမှာကြက်ဖတ်တွန်းတယ်เนาะအဲ့အချိန်ကြလို့ရှိရင်ဒါဒီဆရာတို့မြို့မှာဆိုရင်တော့ဒါလူတွေမနက်မှာထားခြင်းဖုန်းနဲ့အလံပေးတယ်လို့ပေါ့เนาะဒါပေမဲ့ဒီတော်ရီရွာတွေမှာကျတော့သူကကြက်ဖတ်ပေါ့เนาะမနက်စောကြီးသူတွန်းတယ်เนาะအဲ the cock crows in the morn เนาะဒါဘာကြောင့်ကြက်ကတွန်းတာလဲ to tell us to rise နော်ကျွန်တော်တို့အိယာထားဖို့အတွက်သူကပြောတယ်တဲ့နော်မနေ့အစောကြီးကြက်တုံနေနော်အိယာထားကြတော့ဟုတ်တယ်မလားသူတန်ကိုကြားတာနဲ့အိယာထားကြမယ်နော် and he who lies late နော် he who lies late ဆိုတာပါလေနေမြင့်တဲ့ဒီအိမ်နေတတ်တဲ့သူနော်အဲဟိုးနော်ဟိုမနေ့အစောကြီးမထားဘူးဟုတ်တယ်မလားနေရဟိုးနေ့လေတကောင်17နိုင်17နိုင်မှာအိယာထားတာနော်အဲ့လိုမျိုးစီ he who lies late will never be wise ဘယ်တော့မှပညာရှိတယောက်ဖြစ်လာမှာမဟုတ်ဘူး เนาะโอเคအဲ့တော့ဒါရသမီးတို့လည်းเนาะစစောထားလာနေခင်မဟုတ်တယ်မ17နိုင်17နိုင်မှာထားလာလာเนาะအဲ့တော့သူကတော့ဗာပြောထားတယ်ဆိုတော့ဗာလဲ and he who lies late will never be wise တဲ့เนาะနေမြင့်မှာအေးရထားတတ်တဲ့သူသည်ဘယ်တော့မှပညာရှိတယောက်ဖြစ်လာမှာမဟုတ်ပါဘူးโอเคဆိုတော့ for early to bed and early to rise เนาะ for early to bed ဗာလဲเนาะအဲ့တော့စောစောအိပ်မယ် and early to rise เ စောစောထားမယ်ဆိုရင်တဲ့ is the way to be healthy အဲ့ဒါဒီကျမ်းမာစေတဲ့နီလန်တစ်ခုဖြစ်သလို and wealthy and wise တဲ့ချမ်းသာပြီးတော့ပညာရှိတယောက်ဖြစ်စေတဲ့နီလန်လည်းဖြစ်တယ်တဲ့နော်ဆိုတော့ဒါဆရာတို့က English ကဗျာလေးတစ်ခုဖြစ်တယ်နော်အဲ့တော့ဒီကဗျာလေးနဲ့ပုံစံတူဆရာတို့မြန်မာမှာလည်းကဗျာလေးတစ်ပုဒ်ရှိတယ်ဒါလည်းသားတို့သမီးတို့ကြားဖို့ပါပါဗာလေစောစောအိတ်ထားပြုကျင့်ကတွင်ပါကိုခန္ဓာယောဂါခတ်သိမ်းရှောင်ခွာသိမ်းကင်းငိမ့်လွန်ချမ်းသာ ်ဥစ္စာတနာပေါ်ကျွဲဝါထွန်းပါဉာဏ်ပညာတဲ့နော်အဲ့တော့ तू ကတော့ဘာပြောနေတာလဲဆိုတော့နော်စောစောအိမ်မယ်စောစောထားမယ်နော်ဒီလူမျိုးလေးတွေကိုကျင့်ရမယ်နော်အခုနပြောသလိုတော့မနေ့မှာเนาะအစောကြီးမှာเนาะဒီချက်ကလေးကလဲเนาะသူ့ရဲ့အလုပ်ကိုသူသိရယ်เนาะအစောကြီးเนาะဒီချက်ကလဲ နော်သူကနေသူဟိုမနေ့အစိုးရရောက်တာနဲ့သူကနေပြီးတော့လူတွေကိုဟိုနာအိရာနှိုးပြီးနော်ကြက်တွန့်ပြီးနော်အဲ့အချိန်မှာနော်စောစောထားရမယ်နော်စောစောအိရာမယ်နော်ဒီလိုမျိုးကျင့်ဝတ်ကလေးတွေကိုသားတော်သမီးတို့လုပ်တဲ့အခါမှာအဲ့ဒါဒီပါလေ is a way to be healthy နော်အဲ့တော့ဒီမှာကျမ်းမာစေတဲ့နီလန်တစ်ခုဖြစ်တယ်နော်စောစောအိတ်တယ်စောစောထားတယ်ဆိုတာသားတော်သမီးတို့အတွက်ကျမ်းမာစေတဲ့နီလန်တစ်ခုဖြစ်တယ်နော် and wealthy and wise တဲ့ပါလေချမ်းသာပြီးတော့ပညာရှိတယောက် ဖြစ်စေမဲ့နီလန်ကောင်းနေဖြစ်တယ်တဲ့เนาะဆိုတော့ဒါလေးကတော့ဒါတို့သမီးတို့ဗာပညာပေးထားရလေအခုနပြောလို့เนาะဆောစောအိတ်ကြရမယ်ဆောစောထားကြရမယ်ဟလာဟိုးညဘိုးချုပ်တကောင်မှအိတ်တာတွေเนาะမနေ့အိတ်ရထားလို့ရှိရင်လည်း၁၇နိုင်၁၂နိုင်နေမြင့်မှာထားတာတွေဒီဒါဒီပညာရှိ တယောက်လုပ်တဲ့အလုပ်မဟုတ်ပါဘူးเนาะအဲ့ဒါဒီ bad habit တစ်ခုဖြစ်တယ်เนาะမကောင်းတဲ့အကျင့်ဆိုးတစ်ခုဖြစ်တယ်အဲ့ကြောင့်မလို့သားတို့သမီးတို့လည်းเนาะဒီပုံဝယ်မလေးရပြောထားတဲ့အတိုင်းပဲเนาะစောစောအိတ်မယ်ညဘက်မှာစောစောအိတ်ရဝင်မယ်ပြီးရင်ဟိုမနဲ့မိုးလင်းတဲ့အခါမှာလည်းစောစောအိတ်ရထားမယ်ဆိုရင်ဒါသည်သားတို့သမီးတို့အတွက်เนาะကိုခန္ဓာကြားမှာစရဲ့နီလန်တစ်ခုဖြစ်တယ်လို့ပါလေဉာဏ်ပညာထက်မြက်စေမယ်ပြီးသွားလို့ရှိရင်ချမ်းသာစေမယ်ပညာရှိလူကောင်းတစ်ယောက်ရဲ့ဂျင်းဝတ်တွေဖြစ်တယ်ဆိုတော့သားတို့သမီးတို့လည်းဒီပုံဝယ်မလေးကိုနားထောင် င်းပြီးတော့နော်ဒီ poem လေးရဲ့နော်ဒါ Benjamin Franklin ဆိုတဲ့နော် poem ကိုရေးတဲ့ဇာရေးဆရာကြီးရနေပြီးတော့နော်ဒါတို့သမီးတို့အားလုံးကိုသူပေးတဲ့သင်ခန်းစာလေးပဲဖြစ်တယ်နော်ကြည့်ဒါဆိုရင်ဒါတို့သမီးတို့ကလည်းဒီပုံပြင်လေးကနေသင်ခန်းစာယူပြီးတော့နော်ဒီကဗျာဆရာကြီးဒါတို့ပြောထားတဲ့အတိုင်းပဲကျင့်သုံးမယ်ဆိုလို့ရှိရင်ပညာရှိလူတော်လူကောင်းတရားဖြစ်မှာနော်ကဲဒါဆိုလို့ရှိရင်ဇာနဲ့အတူဒီကဗျာလေးနဲ့ပတ်သက်တဲ့ answer the questions လေးတွေကိုအတူဖြည့်ကြည့်လိုက်ကြရအောင် ကဲဒါဆိုရှင်2 answer the following questions ဖတ်ကြည့်ကြနော် question လေးကိုဖတ်မယ်ပြီးဖြည့်ကြည့်မယ်เนาะအခုနဆရာရုပ်ပြတဲ့ကြပြားလေးကိုခေါင်းထဲမှာဆွဲနေအောင်မှတ်ထားမယ်။ကဲ1 what animals tells you to rise early เนาะသင်ကိုဘယ်သရိုက်ဆန်ကစောစောထဖို့အတွက်ပြောပြပါသလဲ။အခုနပါလဲအာကြက်ဖပြောရဲဆိုတော့ the cock tells us to rise early เ ကျက်ပါသည်ကျွန်တို့စစောထားဖို့အတွက်ပြောပြပါတယ်2 how many lines are there in the poem ကဲဆရာတော်ခုနဖတ်ကားရဲ့နော် poem မှာစာကြောင်းဗန္ဒကြောင်းပါပါတယ်ကဲကြည့်ပါအောင်နော်ဟုတ်ပါတယ်ရှစ်ကြောင်းရှိပါတယ်အဲ့တော့ there are 8 lines in the poem very good 3 how many stanzas are there in the poem ကဲဆိုတော့ stanza ဆိုတာပါလဲဆိုတော့အပိုက်ကိုပြောတာပါနော်အဲ့တော့ဆရာတော်ခုနဖတ်ခဲ့တဲ့ကြံမှာစာပိုက်ဗန္ဒပိုက်ပါပါတယ်တဲ့အဲ့တော့ So there are two stanzas in the poem ဟုတ်ပြီ four find the word that rhymes with rice rice နဲ့ကာယံတူတဲ့စာလုံးကိုရှာပါတယ်ဗါလဲဟုတ်တယ် rice wise နော်အဲ့တော့ဗါလဲ the word that rhymes with rice is wise เนาะဆရာတို့ကဗျာရေးတဲ့အခါမှာအမြဲတမ်းကဗျာရဲ့เนาะစာလုံးအဆုံးသက်ကလေးစာကြောင်းလေးတွေသည်ကာယံကြီးရဲ့စာကြောင်းကလေးတွေဖြစ်မှာဖတ်လို့ကောင်းတာเนาะကဗျာရေးခြင်းနိုင်ရေးလို့မရဘူးကဗျာရေးရတယ်ပညာသားပါတယ်ကဲဆက်ကြည့်ပါအောင်ဒါဆိုလို့ရှိရင်5 what should we do เนาะ what should we do be healthy wealthy and wise เนาะအဲ့တော့ what should we do to be healthy wealthy and wise ကျမ်းမာမယ်เนาะကျမ်းမာမယ်ပြီးရင်ဉာဏ်ပညာရှိရယ်ဆိုတော့အဲ့လိုမျိုးဖြစ်ဖို့เนาะဘာเนาะချမ်းသာဖို့အတွက်ကိုဘာလုပ်လို့ရပါသလဲဘာလုပ်ရမလဲစောစောအိပ်ရမယ်စောစောထိုင်ရမယ်ဆိုတော့ we should go to bed early and rise early to be healthy wealthy and wise ကဲဒါဆိုရှင်ဇာတ်တော့အခုဖတ်သွားတဲ့ပုံပြင်လေးရပါလေเนาะဥနာเนาะမနေ့စောစောထားရမယ်เนาะညအိတ်လို့ရှိရင်လည်းစောစောအိတ်ရမယ်ဟုတ်လားเนาะအဲ့ဒါလေးပဲဖြစ်တယ်เนาะအဲ့တော့ဇာတ်တော့ဒီနေ့เนาะ poem 2เนาะဖတ်သွားတာလေးရတော့ early to bed and early to rise ဆိုတဲ့ကဗျာလေးပဲဖြစ်တယ်ဒါတို့မျိုးလည်းဒီကဗျာပေးတယ်ပညာလေးကိုရမယ်လို့လည်းထင်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ဇာတို့မျိုးနဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးရောဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်